ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတပတ်ဗီဒီယိုမှာပေါ့နော်ဗီဒီယိုမလုပ်တာတော်တော်လေးတော့ကြာသွားပြီကြားထဲမှာလည်းပွဲရီ guest နေရာနဲ့ဆိုတော့ဗီဒီယိုကဘာလို့မှမသိဘူးဖြစ်နေပါဗျာဆိုတော့ကျွန်တော်ရဲ့အကြိုက်ဆုံးအတင်းတင်းဖြစ်တဲ့အာဂျူဟိုရှိအကြောင်းပဲလုပ်မယ်လို့ဆုံးဖြတ်နေရင်လည်းအာဂျူရှိအကြောင်းလေးပြောသွားမှာဖြစ်ပါတယ်အဲ့တော့အာဂျူရှိကကျွန်တော်တို့ဒီပြီးခဲ့တဲ့ season တွေမှာပေါ့နော်ကျွန်တော်တို့ဒီရလက်ပိုင်းအရာကောင်းမွန်တဲ့အခြေအနေမျိုးရှိခဲ့ရင်လည်း performance အရာတော့ကောင်းမွန်ခဲ့ခြင်းမရှိပါဘူးအထူးသဖြင့်ဒီပြီးခဲ့တဲ့ရာသီမှာ ော်ကျွန်တော်တို့ဒီ Grand Final အထိ NBA Grand Final အထိတက်နိုင်ခဲ့တယ်ဒါပေမဲ့ NBA Champion ဆုနဲ့လွဲချော်ခဲ့ရတယ်ပေါ့ဗျာဆိုတော့အဲအဲ့ဒီပြင်ပေါ် International Stage ကိုသွားပြီးတော့ဆော့တဲ့အချိန်မှာလည်းအာဂျူနေနဲ့ကကျွန်တော်တို့ဒါထင်ထားသလောက်ပေါ့နော် TID လောက်ထိဟေးဟိုဆန်းဆောင်ရေးမရှိခဲ့ဘူးရလက်ပိုင်းလည်းမကောင်းခဲ့သလိုမျိုးပဖို့မဲ့ပိုင်းလည်းမကောင်းခဲ့ဘူးပေါ့ဗျာနော်အဓိကတော့ကျွန်တော်တို့အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဒီ Sky Law မိခိုပြီးတော့ဆော့ရတယ်ဆိုတော့ draft တွေရတော့ပါလူငယ်ကစားသမား၃ယောက်ကိုမှဒီဆက်စုချင်းနဲ့တွဲထားတယ်ဆိုတော့ ဒီလောက်ွက်တွေကြောင့်မဟုတ်လို့ပေါ့နော် international stage မှာဆိုလို့ရှိရင်လည်းတော်တော်လေးအရှာတကွက်အကျိုးနဲ့ဖြစ်ခဲ့ရတဲ့ performance မျိုးသားရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီရာသီပြန်အဆမှာဆိုလို့ရှိရင်တော့အာဂျူကအများကြီးကျွန်တော်တို့ဒါပြင်ဆင်ထားခဲ့ပုံရတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ကို skyler မရှိရင်မနိုင်ဘူးဆိုတဲ့အသင်းอ่ะပေါ့နော် skyler ကိုအသင်းနေရာနေပြီးတော့အဲပြောမှဆိုလို့ရှိရင်တော့ခိတခဏပေါ့နော်ဂိုးလေးနေရာနေပြီးတော့ခိတခဏအနာပေးခဲ့တယ်အဲ့နေရာမှာလူငယ်ကစားသမား ကျွန်တော် try လိုမျိုးလူငင်ကစားမအိုအာထည့်ပြီးတော့စောက်စားနေကြတယ်ဗောနော်အဲ့တော့ဒီ line at ဒီနေထားပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီရာဒီဂျို line ချင်ကြတဲ့အချိန်မှာဝေဖန်မှုတွေအများကြီးဖြစ်ပေါ်ကြတယ်ဗောနော်ကျွန်တော်ကိုရန်ဆပြီးတော့တိတ်ပြီးတော့မျောလင်းချက်မထားတော့ဘူးဆိုတဲ့ပုံစံမျိုးတွေရှိခဲ့တယ်ဒါပေမဲ့ဒီလူငင်အစုအဖွဲ့တစ်ခုကเนาะကျွန်တော်တို့တော်တော်လေးအားကောင်းခဲ့တာမျိုးတွေ့ရတယ်ဗျာအဓိကတော့ဒီဂျန်ဂလာမှာဆိုလို့ရှိရင်တော့မှအဲ့လိုဟေးဇယ်ကိုတုံးပြီးတော့နောက်ပိုင်းမှာဆော့လာတဲ့အခြေအနေကဒါဒီတကယ်အားကြောက်နေလို့ပြောလို့ရတယ် ရာသီအစကနေပြီးတော့လက်ရှိရာသီဝတ်ဆိုတဲ့ကာလတစ်ခုထိမှာအာဂျူနေနဲ့ကရှုံးပွဲတပွဲသာကျွန်တော်တို့ကြုံတွေ့ခဲ့ရတာပေါ့နော်လက်ရှိကျွန်တော်တို့ရှင်ပိုင်ထားတဲ့ဒီနောက်ဆုံးရှင်ပိုင်ထားတဲ့ဒီ PDR ကိုဒါရှုံးနေခဲ့ရတာဖြစ်ပါတယ်။ကျန်တဲ့သင်းတွေအကုန်လုံးကိုဒါပြပြတတအနိုင်ယူထားရတယ်။အဲလဆမိုင်းအရာလည်းပြောမလို့ဆိုရင်တိုးတက်မှုရှိတယ်ပေါ့နော်။ performance အရာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိတယ်။အဲ့တော့ RQ အတွက် DR သည်အလားလာသည်တော်တော်လေးကိုကောင်းနေပါတယ်။တစ်ခုပဲပေါ့နော်ကျွန်တော်တို့ Grand Final ဒီတစ်ခေါက် grand final ကိုတော့ကျွန်တော်ကတော့ပြန်တက်နိုင်မယ်လို့ယုံကြည်ထားပါတယ်အာဂျူရဲ့လက်ရှိเนาะအသင်းလိုက် super moon in အားကတော်တော်လေးကိုကောင်းနေရတဲ့အတွက်ကြောင့်မဟုတ်လို့ပါလေဒါပေမဲ့ champion ဆိုတဲ့ဒီဂုံမုတ်တစ်ခုကိုပြန်လဲပြီးတော့အာဂျူနေနဲ့ရယူနိုင်ဖို့ကတော့တော်တော်လေးတော့ခက်ခဲပါလိမ့်မယ်เนาะ champion စုတွေမရတာဆိုလို့ရှိရင်လည်းเนาะကျွန်တော် AE fan D1 ပြောသလိုပဲဒါ၃နှစ်လောက်တော့အဲအဲ့လောက်နီးပါတော့ရှိလာပြီပါဗျာ MPL ဆိုတော့ကျွန်တော်တို့ယူဘူးနေကြကျွန်တော်တို့စီမှာများလားဆိုတဲ့ MPL player ရှိရဆိုနေပေမဲ့လည်းဒီ champion စုဆိုတဲ့အရာနဲ့လွဲချော်နေခဲ့တဲ့ သုံးနှစ်တာအတွင်းမှာပထမဆုံးပြန်လည်ပြီးတော့ချန်ပီယံဆုကိုရယုံနိုင်မဲ့အခွင့်အရေးတစ်ခုကိုအာဂျူအာဒီယာဒီမှာပိုင်ဆိုင်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့သုံးသက်ချင်တယ်ပေါ့နော်ဒါပေမဲ့လွယ်ကူမလားဆိုတော့မလွယ်ကူအဓိကတော့ဒီယာဒီမှာအကောင်းဆုံးအသင်းအသင်းဖြစ်နေတဲ့ဒီ Bagatron Alpha ပေါ့နော် Bagatron Alpha သင်းကဒါ Evolve တက်ပိုကောင်းတယ်လို့ကျွန်တော်ရဲ့ဒီ ဟိုတူးချင်းအမြင်ရတော့သုံးသက်ချင်တယ်ဒါကြောင့်မလို့လာဂျူက evos ကိုနိုင်ပြီးတော့ pdr ကိုရှုံးနေခဲ့ရတယ်လက်ရှိမှာလည်း pdr အနေနဲ့ကတောက်လျှောက်နိုင်ပွဲတွေကိုရယူနေပြီးတော့ evos ဆိုတဲ့အသင်းမျိုးကိုပါရှင်းထုတ်နေတာဖြစ်တော့တကြောင်မလို့အာဂျူနဲ့เนาะကျွန်တော်တို့ဒီ pdr တို့ရဲ့မကြေပွဲဟာဒီလာမဲ့အပတ်မှာပဲပြန်ဆော့မှာဖြစ်ပါတယ်ပထမအကြော့မှာ pdr ကိုရှုံးနေခဲ့တယ်ဒါပေမဲ့ဒုတိယအကြော့မှာပြန်လဲပြီးတော့တိတ်မကြိုင်မှာတွေ့ဆုံတော့မဲ့ pdr နဲ့ပွဲစဉ်မှာအာဂျူဟာ ပြန်လည်ပြီးတော့လစားချေသွားနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်အဲ့တော့ RG Fine Truck ကတော့ဘလိုဖြစ်ဖြစ်ဒီရာဒီဟာ International Truck ကစားခွင့်ကိုတော့နော် NPA Grand Final ထိရောက်ပြီးတော့ထပ်မံပြီးတော့ရရှိအောင်မယ်လို့ယူဆပါတယ်ဟာပြီးပြသွားပြီဆိုတော့ဒီလောက်ပါပဲ bye bye